ကမ္ဘာပေါ်မှာအရင်နဲ့အများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံလို့ပြောရင်အရှေ့နယ်ပိုင်းဒေသကိုပဲပြည်မိမိကြပါပါ။ဒါမဲ့အဲ့ဒီဒေသထက်အရင်နဲ့တိုက်ပိုရှိတဲ့နေရာကဗီနီဇွဲလားနိုင်ငံလို့ပြောရင်ယုံမှမလား။ဒီတန်းပြောရင်တော့ယုံဖို့တော်တော်လေးခက်ခဲပါလေ။ဘာလို့ဆိုသူ့လောက်ယင်နဲ့တိုက်မများတဲ့အရှေ့နယ်ပိုင်းဒေသတော်ယင်နိုင်ကြောက်အတော်လေးချမ်းသာလာနေခဲ့ပါပြီ။ယင်နဲ့တိုက်အများဆုံးပိုင်ဆိုင်ထားတဲ့ဗီနီဇွဲလားနိုင်ငံကဒီနေ့ဒီချိန်ထိ စင်ရဲစဲနဲ့ငွေကြေးပေါင်းပွားမှုအမြင့်တက်နေစေပါဒါကဘာကြောင့်ပါလဲဘာကြောင့်ဒီလိုဖြစ်နေရတာလဲဒီနေ့ဗီဒီယိုမှာတော့ဗီနီဇွဲလားနိုင်ငံရဲ့ခေတ်သစ်တမိုင်းအကြောင်းလေးကိုပို့သူသားအနေနဲ့တင်ဆက်ပေးသွားမှာပါဗီနီဇွဲလားနိုင်ငံဆိုတာကျွန်တော်နိုင်ငံနဲ့အိနီနာချင်းနိုင်ငံလည်းမဟုတ်တလို့အရင်ကြီးကောင်းမွန်တဲ့ဆက်ဆံရေးလည်းမရှိနေပါဘူးဒါမဲ့ဗီနီဇွဲလားနိုင်ငံနဲ့ကျွန်တော်တို့နိုင်ငံကြားတူညီတဲ့အရာတစ်ခုကတော့တဘာဝတရားစာသားတွေပေါ်များပြီးမဲ့နိုင်ငံကဆင်းရဲတဲ့ခြေနေရာတိုက်ပြီးမကွာခြားလာပါဘူး ရေနံတိုက်တွေကြောင့်တချိုင်ကတောင်အမေရိကမှာချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့တဲ့ဗင်နီဇွဲလားနိုင်ငံကအခုချိန်မှာတော့နိုင်ငံသားရဲ့82ရာခိုင်နှုန်းလောက်ကဆင်းရဲသွင်းတဲ့နေနေတဲ့အထိဆင်းရဲသွားခဲ့ရတာပါ။ဒါကကျွန်တော်နိုင်ငံနဲ့ခက်ဆင်ဆင်တူညီတဲ့အတိတ်တမိုင်းကြောင်းလည်းရှိခဲ့ပါတယ်။ဗင်နီဇွဲလားနိုင်ငံကတချိုင်ကစပိုင်ရဲ့ကိုလိုနီလက်အောက်ခံနေမျိုးတစ်ခုပါ။စပိုင်ကဗင်နီဇွဲလားနိုင်ငံကိုနှစ်ပေါင်းရာနဲ့ချီအောင် ကိုလိုနီပြုခဲ့ပြီး1830ခုနှစ်မှာလွတ်လပ်ရေးပယ်ခဲ့ပါတယ်။ဒါတောင်အမေရိကမှာအစောဆုံးရရှိတဲ့ပထမဆုံးလွတ်လပ်တဲ့နိုင်ငံလည်းဖြစ်လာခဲ့ပါတယ်။ဒါမဲ့ဒီလွတ်လပ်ရေးဟာတနည်းကြော်တာကြာမြင့်ခဲ့ပြီး1831ခုနှစ်မှာနိုင်ငံရေးစည်းရေးချင်းတွေကြောင့်စပိုင်တပ်တွေပြန်ဝင်လာခဲ့ပြီးလွတ်လပ်ရေးကိုပြန်ပြီးရုပ်သိမ်းသွားခဲ့ပါတယ်။အဲဒီနောက်ဗင်နီဆွဲလာရဲ့နိုင်ငံရေးဟာတော်လေးရှုပ်ထွေးခဲ့ပြီးကဲတကယ်လွတ်လပ်ရေးရရှိခဲ့တဲ့ချိန်က1830ခုနှစ်လောက်မှာပါ ီနီဆာလာနိုင်ငံလိုလီတီများပေမဲ့သူ့ရဲ့နာမည်ပြည်ဆောင်ကတော့ Bolivarian Republic of Venezuela ပါနောက်ပိုင်းနိုင်ငံရေးဆောက်ထုတ်အနာလူဘွဲတွေနဲ့စီကလာခဲ့တဲ့ဗီနီဆွဲလားနိုင်ငံဟာတဖြည်းဖြည်းနဲ့အနာရှင်နိုင်ငံဖြစ်ပြောင်းလဲလာခဲ့ပါတယ်။ယင်းနိုင်ငံရှာဖွေတွေ့ရှိတဲ့ချိန်တောင်ဝရ22ခုနှစ်မှာဗီနီဆွဲလားနိုင်ငံရဲ့ပထမဆုံးကြီးမားတဲ့ယင်းနိုင်ငံတိုက်ကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီချိန်နိုင်ငံကိုအောက်ချုပ်နေတဲ့လူကတော့ Gomez ဆိုတဲ့လူပါ။ ရေနံကိုတွေ့ရှိမှုနဲ့သူပြင်ပကော်မတီတွေကဗီနီဆွဲလာနိုင်ငံတဲ့ဝင်ရောက်လာခဲ့ပြီးရေနံထောက်လုပ်ဖို့အတွက်ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။ရေနံထောက်လုပ်မှုကနေဝင်ငွေအများကြီးရရှိခဲ့ပေမဲ့နိုင်ငံအောက်ချောက်တဲ့လူကအာနာရှင်ဆန်ဆန်အောက်ချောက်ခဲ့တဲ့အတွက်ရေနံကနေရရှိတဲ့ဝင်ငွေတော်တော်များများနိုင်ငံအပေါ်အကျိုးမပြုခဲ့ပဲနဲ့အသက်တန်းလွာအောက်ချောက်တဲ့လူတွေတစုအသက်သာဖြစ်သွားခဲ့ပါတယ်။အဲ့ဒီချိန်ဗီနီဆွဲလာနိုင်ငံဟာတောင်အမေရိကမှာရေနံထောက်လုပ်မှုအကြီးဆုံးနိုင်ငံလည်းဖြစ်ခဲ့ပါတယ်။ ဂိုမက်ဆိုတဲ့လူကလည်းဗီနီဇွဲလားနိုင်ငံမှာဩစာအကြီးဆုံးလူဖြစ်လာခဲ့ပြီးနိုင်ငံကို28နှစ်ကြာအောက်ဆုတ်ခဲ့ပြီး1935ခုနှစ်မှာအဆုံးသတ်ခဲ့ပါတယ်။သူမရှိတော့တဲ့နောက်နိုင်ငံကို သူလူယုံရတဲ့စစ်ဘိုလ်ချုပ်တဦးထံလွှဲပြောင်းပေးခဲ့ပါတယ်။သူဟာစစ်ဘိုလ်ချုပ်တဦးဆိုပေမဲ့နိုင်ငံကိုစစ်အာဏာရှင်အတိုင်းဆက်လက်မအုပ်ချုပ်ပဲနဲ့လွတ်လပ်တဲ့အုပ်ချုပ်မှုပေါ်ဆောင်ဖို့သူဟာကြိုးပမ်းခဲ့ပါတယ်။သူလက်ထက်မှာလူထုစံသပြပွဲတွေပေါ်ပေါက်လာခဲ့ပြီးနိုင်ငံရေးပါတီနဲ့ တမကတွေကိုပါသူကခွေပြုတ်ပေးခဲ့ပါတယ်။နေပေါင်းများစွာအာနာရှင်ဆန်ဆန်အောက်ချုပ်လာခဲ့တဲ့နိုင်ငံတစ်ခုက low back controls လက်ထက်မှာပထမဆုံးဒီမိုကရေစီလှှရှားမှုပေါ်ပေါက်လာခဲ့ပါတယ်။သူလက်ထက်မှာနိုင်ငံကတော်လေးပြောင်းလဲလာခဲ့ပြီးဖွဲ့စည်းပုံဥပဒေကိုပါသူကပြပြချင်းပြောင်းလဲလာခဲ့ပါတယ်။အရင်ကသမသာတတန်ခုနှစ်နှစ်ကနေ၅နှစ်ထိရှော့ချခဲ့ပြီးသူကိုယ်တိုင်လက်ခံကြည့်တောင်းခဲ့ပါတယ်။သူအောက်ချုပ်မှုပြီးတဲ့နောက်နောက်ထပ်တက်လာတဲ့သမသာကတော့ မီတီရန်အန်ဂရီတာဆိုတဲ့လူပါသူလက်ထက်မှာလည်းဒီမိုကရေစီနဲ့အတွင်ကူပြောင်းရေးအတွက်ပံ့ပိုးကူညီပေးခဲ့တဲ့လူတူပါနိုင်ငံရေးပါတီအသစ်တွေလည်းသူကသူထောင်ခွေပေးခဲ့ပါတယ်ဒါပေမဲ့သူတို့နှစ်ဦးစလုံးဟာစစ်တပ်ထရရနေလာတဲ့လူတွေဖြစ်တဲ့အတွက်စစ်တပ်ကပေါ်ဆောင်နေတဲ့ဒီမိုကရေစီလမ်းစဉ်ကိုမကြတဲ့လူသစုကလည်းပေါ်ပေါက်လာခဲ့ပါတယ်။ထန်ကွေ55ခုနှစ်အော်တိုဘာလမှာတော့ရိုမီရိုပန်ဒန်စကာရဲ့ဥဆောင်မှုနဲ့စစ်တပ်ကိုမကြတဲ့လူတွေနဲ့ပူးပေါင်းပြီးအာဏာတိုင်မှုပြုလုပ်ခဲ့ပါတယ်။ စေတစီကနေစေတစီကနေအနာကိုပြန်လဲတိုင်ယူခဲ့တာပါတမဒမီထရီယန်ကန်ကရီတာကိုလည်းပြုတ်ချခဲ့ပြီးနိုင်ငံတော်အုပ်ချုပ်ရေးအဖွဲ့တော်လှန်ရေးအစိုးရကိုတူထောင်ခဲ့ပါတယ်ဗီနီဆိုလာတမိုင်းမှာပထမဆုံးအချိန်ပြည်ပြည်ဆောင်တဲ့လူထုအကျိုးပြုအစိုးရပေါ်ပေါက်လာခဲ့ပါတယ်ရိုမီရိုပန်တန်ကော့ဆိုတဲ့လူဟာဗီနီဆိုလာနိုင်ငံရဲ့ဒီမိုကရေစီဖခင်လို့တောင်လူသိများပါတယ်သူလက်ထက်မှာနိုင်ငံရေးအားတော်လေးတိုးတက်လာခဲ့ပါတယ် အရင်အရင်နံကနေရတဲ့ဝင်ငွေဟာအစိုးရတွေပဲချမ်းသာနေပြီးဒီမိုကရေစီအစိုးရလက်ထက်မှာတော့ရေနံကရတဲ့ဝင်ငွေတွေကိုပညာရေးကျန်းမာရေးနဲ့လမ်းပတ်ဆက်သွယ်ရေးအတွက်နိုင်ငံအတွက်အသုံးပြုလာနိုင်ခဲ့ပါတယ်ဒီလိုလက်မှုကလည်းတိုက်မကြခဲ့ပါဘူးနိုင်ငံကောင်းစားသွားမှာနဲ့လူငယ်တွေပညာတတ်သွားမှာစိုးရိမ်နေစစ်တပ်က1948ခုနှစ်မှာတော့ထပ်ပြီးအာဏာသိမ်းခဲ့ပြန်ပါတယ်သမဒါရိုမီကိုကလည်းနိုင်ငံကနေထပ်ပြေးခဲ့ရပါတယ်အဲ့ဒီချိန်ကနေစပြီး ပင်ဒီဆာလာနိုင်ငံဟာဒီမိုကရေစီပြတ်တုံသွားခဲ့ပြီးစစ်အာဏာရှင်လက်အောက်ပြန်ပြီးကြာရောက်ခဲ့ပါတယ်။အာဏာရှင်စနစ်ဆက်ကျင်သွားလိုင်းရေးတွေပေါ်ပေါက်လာခဲ့ပြီးဆယ်စုနှစ်ကျော်တခုကြာပြီးတဲ့နောက်1958ခုနှစ်မှာတော့အတူတူရေကောက်ပွဲမှာရိုမီကိုကပြန်ပြီးအနိုင်ရရှိခဲ့ပါတယ်။သူဒုတိယဂျန်ယာနာရရှိခဲ့ပြီးပြည်ပြင်ပြောင်းလဲရေးစီးပွားရေးတိုးတက်မှုတွေဟာအရင်ကထက်ပိုပြီးလောက်လာနိုင်ခဲ့ပါတယ်။ဒီမိုကရေစီတည်တပ်ပိုးတဲ့အစီအစဉ်တွေကိုလည်းစနစ်တကျရေးဆွဲခဲ့ပါတယ်။ ဒါကြောင့်လည်းဗင်နီဆွဲလားနိုင်ငံဟာလက်တင်အမေရိကမှာဒီမိုကရေစီနဲ့လူခွေးရေးအတွက်ဥဆောင်တဲ့နိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။နိုင်ငံတွေမှာဆေးအုပ်ချုပ်မှုပြန်ပြီးမဖြစ်ပေါ်အောင်ဆိုပြီးနိုင်ငံရေးတွေကအဓိကပါတီကြီးတောင်းခုပူပေါင်းပြီးတဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒီချက်ကလည်းဗင်နီဆွဲလားနိုင်ငံရဲ့ဒီမိုကရေစီဒီမြေပေါ်အတွက်အရေးကြီးတဲ့အချက်တစ်ချက်ပါ။ယင်းနဲ့ကြောင့်နိုင်ငံဟာလက်တင်အမေရိကမှာချမ်းသာဆုံးနိုင်ငံတစ်ခုဖြစ်ရရှိလာခဲ့ပါတယ်။1960မှာဗင်နီဆွဲလားနိုင်ငံဟာ OBEC လို့ခေါ်တဲ့ရန်နံတင်ပို့သူနိုင်ငံများဖွဲ့စည်းမှုတည်ထောင်တဲ့နေရာမှာပထမဆုံးဥဆောင်တဲ့နိုင်ငံဖြစ်လာခဲ့ပါတယ်။1990ခုနှစ်မှာတော့ရန်နံဆေးရမြစ်ဆုံးဈေးနှုန်းထိရောက်ရှိခဲ့ပြီးဗီနီဇွဲလားနိုင်ငံကလည်းအတော်လေးဝင်ငွေကောင်းခဲ့ပါတယ်။ပြည်သူတွေအတွက်အစိုးရအစီအစဉ်များစွာကိုလွှတ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ဗီနီဇွဲလားနိုင်ငံရဲ့မြို့တော်ခရစ်ကတ်မြို့ဟာတောင်အမေရိကရဲ့အချမ်းသာဆုံးမြို့ဖြစ်လာခဲ့ပါတယ်။ဒါပြင်ဗီနီဇွဲလားနိုင်ငံသားတွေကို Middle East of America လို့တောင်တင်စားခဲ့ကြတာပါ။ ငွေတန်ဖိုးပြဿနာမရှိတဲ့အတွက်နိုင်ငံတကာမှာအပြည်ပြည်ဆိုင်ရာပြည်ကောင်ပစ္စည်းတွေကိုလည်းဝယ်ယူနိုင်ခဲ့ကြပါတယ်။ဒါမဲ့လည်းဈေးကွက်ဆိုတာအသက်ကြာရှိတဲ့အတွက်1980ခုနှစ်မှာတော့ရေနံဈေးကျဆင်းမှုနဲ့ကြောင့်တွေ့ခဲ့ရပါတယ်။အငွေဝင်ငွေအားလည်းအကြီးအကျယ်တိခါခဲ့တယ်လို့ငွေကြေးပြဿနာတွေနဲ့လူထုအောင်ကြွမှုလူစံတပြပွဲတွေလည်းပေါ်ပေါက်လာခဲ့ပါတယ်။နိုင်ငံရေးစီးပွားရေးဟာရေနံပေါ်မိခွန်နေရတဲ့အတွက် ရေနံစေးတိုးချမှုနဲ့သူနိုင်ငံစီးပွားရေးကလည်းအတော်လေးထိခိုက်ခဲ့ပါတယ်။နိုင်ငံကစီးပွားရေးကောင်းနေတဲ့ချိန်တာယာဝပြောနေတယ်ဆိုပေမဲ့ရေနံစေးကျဆင်းမှုနဲ့နိုင်ငံသွင်းစံတပြမှုအစိုးရရဲ့ဖြိုခွဲမှုတွေကြောင့်လူသေဆုံးမှုအထိဖြစ်လာခဲ့ပါတယ်။ဒီမိုကရေစီကလည်းတဖြည်းဖြည်းအပြော့လာခဲ့ပြီး1998ခုနှစ်မှာတော့နိုင်ငံရေးဟာအာဏာရှင်ပေါ်ဆံပြန်ပြီးဖြစ်လာခဲ့ပါတယ်။ဒီမိုကရေစီဒီမြဲဖို့စ조사နေတဲ့တောင်အမေရိကရဲ့ အစောဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ဗင်နီဇွဲလားနိုင်ငံဟာ39နှစ်ကျော်ကြာမှာတော့ဒီမိုကရေစီပြတ်တုံးသွားခဲ့ပါတယ်ဒီနေ့ဗီဒီယိုမှာတလပါပဲအဆုံးသတ်ကြည့်ရှုပေးတဲ့လူအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာလည်းခေတ္တဗင်နီဇွဲလားနိုင်ငံရဲ့တမန်ကြောင်းနဲ့တခြားစိတ်ဝင်စားစရာတမန်ကြောင်းတွေကိုတင်ဆက်ပေးပါမှာဖို့စိတ်ဝင်စားရင် like subscribe လုပ်ခဲ့ပေးဖို့မေတ္တာရပ်ခံပါတယ်